အမေရိကန်သမ္မတထရမ်ကအမျိုးသားလုံခြုံရေးအကြံပေးအရာရှိမိုက်ဝေါ့စ်ကိုယာတုကနေထုတ်ပယ်လိုက်ပါတယ်။လူမှုကွန်ရက်မီဒီယာပေါ်မှာတော့ထရမ်ကဝေါ့စ်ရဲ့လှုပ်ဆောင်မှုတွေအတွက်ကျေးဇူးတင်ကြောင်းရေးသားထားပြီးလစ်လပ်သွားတဲ့ယာတုကိုအမေရိကန်နိုင်ငံသားကြီးဝန်ကြီးမာကိုရူဘီရိုကပူးတွဲတောင်းဝန်ယူထားမယ်လို့ဆိုပါတယ်။ဝေါ့စ်ကိုတော့ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ်အဆိုပြုဖို့စီစဉ်ထားတယ်လို့ထရမ်ကရေးသားထားတာပါ။ Walls ဟာ Houthi လက်နက်ကိုင်အင်အားစုတွေကို American ကတိုက်ခိုက်မဲ့ကိစ္စဆွေးနွေးကြတဲ့ Signal Group Chat တခုတွေကို Atlantic Magazine Editor ချုပ်ကိုမှားပြီးထည့်မိတဲ့ကိစ္စကြောင့်နိုင်ငံတကာမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာဖော်ပြခံရဘူးပါတယ်။အဲ့ဒီပေါက်ကြားမှုဟာ American အစိုးရအတွက်နိုင်ငံရေးအရာအဆက်ရစရာလေးဖြစ်လာပါတယ်။ Signal Group Chat ထဲမှာ American ဒုသမ္မတအဖြစ်ဝန်ကြီးတချို့နဲ့တခြားအရာရှိကြီးတွေပါပါဝင်နေကြတာပါလက်ရှိရာထူးကနေ wash ဖေရှားခံရတာက signal group chat ပေါက်ကြားမှုပြဿနာတခုတည်းကြောင့်မဟုတ်ပဲအတွင်းပိုင်းနဲ့ဌာနဆိုင်ရာတခြားအငင်းပွားစရာအခြေအနေတချို့ကြောင့်လည်းဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်။